အောင်မင်္ဂလာပါ Advisor ရဲ့ကျေးဇူးပါတယ်ဒီနေ့မှာတော့ကျွန်တော် Techno ကနေပြီးတော့အသစ်ထွက်ထားတယ်ဒီ Techno Camon 40 Pro ကျွန်တော် First Impression လုံးသွားပါဒီဖုန်းကကျွန်တော်မကြသေးခင် unboxing လုပ်တာရှိရပါတော့ unboxing လုပ်တဲ့ဟိုကတော်တော်များများဒီကျွန်တော်ရဲ့ comment အောက်မှာလာပြောကြတယ်ဒီဖုန်းကို review လုပ်ပြရပါလားဒီဖုန်းကဘယ်လိုချင်းနေရှိလဲဆိုပြီးတော့ဒါပဲဆိုတော့ဒီဖုန်းကတော်တော်များစိတ်ဝင်စားတာခံရတဲ့ဖုန်းလုံးလေးဖြစ်တယ်အဓိကတော့ဒီကောင်းရဲ့ဈေးနှုန်းရောက်ပါတော့ဒီကောင်းရဲ့ဈေးက ကိုသိန်း9900 900ဆိုတော့ပြောရရင်10သိန်းမပြည့်ဘောเนาะအဲ့တော့ဒီလိုမျိုး10သိန်းမပြည့်တဲ့ဖုန်းတစ်လုံးမှာကျွန်တော်ကတော့ဒီကောင်းမှာပါတဲ့ space တွေရောပြီးတော့တခြား feature တွေရောသဘောကျတယ်ပြောရလို့ရှိရင်ဒီကောင်းကဒီ AI ဖုန်းလုံးလို့ပြောလို့ရပါဘောเนาะဘူးမှဆိုလို့ရှိရင်လည်း Techno AI လို့ရေးထားတယ်ပြီးတော့ဒီကောင်းရဲ့ slogan လည်း AI partner လို့ခေါ်တယ်အဲ့တော့ဒီ video မှာတော့ကျွန်တော်ဒီကောင်းကဘယ်လိုချိန်နေရှိလဲပြီးတော့ဒီကောင်းမှာဘယ်လို AI feature တွေပါလဲဆိုတော့ကျွန်တော် first impression လောက်ပါပါအဲ့တော့ကြည့်လိုက်ရအောင် ပထမဆုံးအနေနဲ့ကျွန်တော်ဒီဇိုင်းဘန်းကိုပြောရမယ်လို့ရှိရင်ဒီကောင်းတဲ့ဒီဇိုင်းဟာဆန်းတယ်လို့ပြောလို့ရတယ်။ကင်မရာဘန်းရဲ့အောက်မှာအခုလိုမျိုးဖောင်းကြွလေးလုပ်ပေးထားတာမဆိုးဘူးပေါ့နော်။အရင်စီးရီနဲ့လုံးဝမတူဘူး။တော်တော်လေးလှတယ်။အခုကျွန်တော်ကင်နာတဲ့အရောင်ကတော့ Emerald Lake Green ဆိုတဲ့စိမ့်ပိုင်အောင်လေး။ဒီကလာက2025ရဲ့ Trend ဖြစ်ဆုံးအရောင်တစ်ယောက်လည်းဖြစ်သလိုဒီကလာကို Leslie Sun နဲ့ Nai နဲ့သဘာဝကြောက်တွေမှလည်းတွေ့ရတယ်ပေါ့နော်။ပြောရရင် Leslie Sun နဲ့အရောင်တစ်ယောက်ပဲ။ဒီအရောင်အဲ့ရနေပြီးတော့သူတို့ Inspire ယူရတယ်လို့လည်းသိရတယ်။တခြားအရောင်တွေနဲ့သူက White နဲ့ Black ဆိုပြီးလည်းနှစ်အရောင်လာသေးတယ်။ကင်ကြီးရဲ့တော့ဒီ font ော်တော်လေးကိုပါတယ်7.31 mm ပဲရှိတယ်အလေးချိန်ကတော့188 g ဆိုတော့ပေါ့ပါနဲ့ hand feeling ကအကင်လိုကောင်းတဲ့အနေထားမှာရှိတယ်အနောက်ကအသားလည်းလိုက်ရမထင်တဲ့အသားမျိုးနဲ့ပဲလုပ်ပြီးတာတယ်နောက်ဘက်မှာတော့သူကကင်မရာ၃လုံးပါပြီးတော့50 megapixel OIS Sony flagship main camera 8 megapixel ultra wide camera နဲ့ပြီးတော့ AI snap sensor တွေပါတယ်ဒီမှာသဘောကျဖို့ကောင်းတာကသူက main camera မှာ Sony ရဲ့ဒီ flagship sensor ဖြစ်တဲ့ Sony LYD 700C sensor ကိုသုံးမိတာတယ်ဒါတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်အရှိမှတော့သူက50 megapixel စက် auto focus front camera ပါတယ်အခု first generation မှာစမ်းကြည့်တော့တော့သူက Sony ရဲ့ဒီ LYD 700C စမ်းစာကိုတုံးပေးလိုက်တဲ့အတွက်သူ့ရဲ့ဒီပုံထွက် quality ကတော်တော်လေးကြည်အောင်တွေ့ရတယ်ပြီးတော့အရင်ထက်လည်းသိစာဖို့ကောင်းလာတယ်ဒီ detail တွေ sharpness တွေကလည်းဘာမှပြောစရာမလိုဘူး ဒီဖုန်းမှာတဘောကြောက်ပြီးအောင်တာတခြားဖုန်းတွေမှာမပါတယ်ဆိုတော့ flash snap ဆိုတဲ့ feature တစ်ခုပါလာတယ်။ဒီ flash snap feature ကြောင့်ကျွန်တော်တို့ရွေးရှားနေတဲ့အရာဝတ္ထုတွေအမြန်သွားနေတဲ့ဟာတွေကိုကျွန်တော်တို့ဒီရိုက်မယ်ဆိုလို့ချင်း focus ကိုပြည့်ပြည့်စုံစုံနဲ့အမြန်ရိုက်လို့ရတယ်။အဲဒီလိုမျိုးဖုန်းမှာဒီ feature ပါလာတော့မိုက်တယ်။အဲ့ဒီ mode ကိုဖွင့်ပြီးရိုက်မယ်ဆိုလို့ချင်းကျွန်တော်ကဖုန်းမှာပါတဲ့ AI ကရိုက်လိုက်လို့ရှိရင် second word လောက် ကပုံတွေ record လုပ်ပေးတယ်။ shutter speed ကလည်းအရင်မြန်တဲ့အတွက်တစ်စက္ကန့်မှာကျွန်တော်ပုံ20လောက်ထိကိုရိုက်လို့ရတယ်။အဲ့ဒီထဲမှာ AI ကအကောင်းဆုံးပုံကိုရွေးပေးတာပေါ့နော်။ ဒါပေမဲ့လည်းကိုကကြိုက်တဲ့ပုံပြန်ပြီးတော့လည်းစိတ်ကြိုက်ယူလို့ရတယ်ဒီဖုန်းရဲ့ညာဘက်မှာတော့သူက volume button နဲ့ဒီ home button အပြင်ပေါ့နော်ကျွန်တော်တို့ဘယ်ဘက်မှာဆိုလို့ရှိရင် one tap button ဆိုပြီးတော့လည်းဒီ extra button တစ်ခုပါလာတယ်ဒီ button လေးကတော်တော်လေးကိုအသုံးဝင်တယ်အဲသူ့ရဲ့ဒီ setting ကတော့ကျွန်တော်တို့တစ်ချက်နှိပ်လို့ရတယ်နှစ်ချက်နှိပ်လို့ရတယ်ပြီးတော့ long press လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ long press ကိုလုပ်ထားလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီပြောရလို့ရှိရင် AI feature တစ်ခုဖြစ်တဲ့ဒီ air လာပေါ့နော်ကျွန်တော် iPhone မှာဆိုလို့ရှိရင် Siri နဲ့တူတူပဲအဲကောင်လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ကကိုစိတ်ကြိုက် ခိုင်းလို့ရတယ်မီးလို့ရတယ်အဲဒါတော်တော်လေးကိုအားရလို့ပြောလို့ရပါတော့ Hi Ella how are you My name's Ella. I'm an outgoing girl. I'm a senior majoring artificial intelligence. တပည့်ပြဆိုလိုက်လို့ရှင်တော့သူက flash snap တဲ့ဝင်သွားပြီးတော့ကျွန်တော်တို့ခုနလိုမျိုးပေါ့နော်ကျွန်တော်ပြောတဲ့ဒီပုံမျိုးအမြိုင်တဲ့ mode ဝင်သွားပြီးအဲ့တော့ကျွန်တော်တို့အမှတ်တမဲ့ပေါ့နော်တခုခုအမြင်နိုင်လို့ရိုက်ရှင်နေသလိုရှင် double press နေပြီးတော့အမြင်လို့ရတယ်ဒါလည်းမဆိုးဘူးအမ်တစ်ချက်တည်းနှိပ်တာကတော့ပြောရလို့ရှင်တော့တပွင့်ရတဲ့ခါမှပဲအတော့ဝင်တယ်ကျွန်တော်တပွင့်ရလို့ရှင်ဒီလိုမျိုးပေါ့နော် တစ်ချက်တည်းနှိပ်ပြီးတော့ဒီကင်မရာနဲ့ရိုက်သလိုမျိုးလိုက်လို့ရတယ်ဒါလည်းမဆိုဘူးအဲကျွန်တော်ခုနပြောသွားတဲ့သူက long press နဲ့ double press ကိုလည်းကျွန်တော် setting ထဲမှာရိုက်သလိုလဲသွားပြီးတော့ပြောင်းလို့ရတယ်ကိုထားခြင်းနဲ့ setting ထားလို့ရတယ်ဗောနောခုနဟာတွေမကြိုက်ဘူးဆိုလဲဒါပေမဲ့ကျွန်တော်ကဒါတွေပဲထားတော့ပိုအဆင်ပြေလို့ထင်တာပဲသူရဲ့ display က6.78 inches curve AMOLED display နဲ့သူက Full HD+ resolution နဲ့လာတယ်ပြီးတော့120 Hz refresh rate ကြီးလည်းရတယ် ခုကြည့်ရတဲ့လောက်တော့ Galaria ဆိုဆိုရင်းနဲ့ကြီးလို့လည်းအဆင်ပြေတယ်။အဲ Curve Display ဖြစ်သွားတဲ့အတွက်10သိန်းဝန်းကျင်ဖုန်းအနေနဲ့ဆိုရင်တော့ကျွန်တော်တော့မစိုးဘူးလို့မြင်တယ်။ Speaker နှလုံးပါတယ်။သူက Dual Studio Speaker ဖြစ်သွားတယ်။ပြီးတော့အသံရက်ကလည်းမစိုးဘူးကြည့်တယ်။ပြောဒီဖုန်းက AI partner ဆိုတဲ့အတိုင်းပဲသူ့ရဲ့ဒီ AI feature တွေကဒီဖုန်းမှာစုံစုံလင်ပါလာတာကိုတွေ့ရတယ်။တော်တော်များသုံးလေးရှိကြတဲ့ဒီ AI eraser ပေါ့နော်။ AI eraser ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုမလိုချင်တဲ့ object တွေပြီးတော့အရာဝတ္ထုတွေပုံတွေကတချို့အရာတွေကိုလည်း AI နဲ့အလွယ်တကူဖြတ်လို့ရတယ်ဒါလည်းကျွန်တော်သဘောကျတဲ့ feature တစ်ခုပဲနောက်ထပ် AI feature အနေနဲ့ဆိုလို့ရှိရင် AI call assistant လို့ပြီးတော့ AI writing လို့ AI document assistant လို့ပြီးတော့ privacy blurring ဆိုတဲ့ feature တွေပါလာတယ်ဒီ feature တွေတော့ကျွန်တော် first impression မှာတော့အသေးစိတ်တော့မစမ်းကြည့်ရသေးဘူးကျွန်တော်ဒီ phone ကို review လုပ်ပြခဲ့လို့ရှိရင်တော့အဲ့ဒီ feature တွေကိုအသေးစိတ်စမ်းပြီးတော့ပြန်ပြောပြအောင်ပဲဒီကောင်ရဲ့အကြမ်းခံမှုအပိုင်းမှာတော့သူက IP68 69 water and dust resistant ဖြစ်တဲ့အတွက်ကြောင့် ျွန်တော်တို့ဖုံနေသေးတွေပြထားတဲ့ရေးပိုင်ဆိုတာလည်းခဏရင်ရှိတယ်အဲရေးလဲစိန်လို့ရတယ်ပေါ့နော်ပြောရလို့ရှိရင် underwater photography ပါလဲရခြင်းလို့ရတယ်ဘာလို့လဲဆိုတော့ IMEI 69ဖြစ်တဲ့အတွက်ကြောင့်ပဲပြီးတော့ဒီကောက်မှာဘက်ထရီကတော့သူက9200 mAh ဘက်ထရီပါတယ်အားစိမ့်မယ်လို့ရှိရင်တော့45 watt first charging ပါတယ်ဆိုတော့အဲ45 watt ဆိုတော့မစိုးဘူးပေါ့နော်အားစိမ့်တာလည်းအကြာကြီးတော့မသွင်းရအောင် processor တော့သူက MediaTek Helio G100 Ultimate ကိုတုံးမိရတယ်။ဒီ G100 Ultimate ကတော့ကျွန်တော်ပုံမှန် G100 နဲ့တော့မတူဘူးပေါ့နော် Ultimate ကတော့သူကနည်းနည်းတော့ပိုပြီးတော့အပေါ်ရောက်တယ်ပေါ့နော်။အပြောလို့ရှိရင်ခု3ကြီးလောက်ဆိုလို့ရှိရင်တော့အဆင်ပြေလို့ပြောလို့ရတယ်။သူ့မှာ RAM 8GB ပါတယ်။ External RAM နေနဲ့နောက်ထပ် 8GB ထပ်ထုတ်လို့ရတယ်။ Storage ကတော့သူ့မှာ 256GB storage ပါတယ်ဆိုတော့ဒါတွေကတော့ပုံမှန်ပဲလို့တော့မြင်တယ်။အဲ့တော့ဒါတွေကတော့ကျွန်တော်ဒီ Techno ရဲ့ဒီအသက်ထွက်ထားတဲ့ Canon 40 Pro ကိုအခု first impression အမြင်မှာ တွေ့ရသလောက်ပေါ့ပြောပြတာဖြစ်ပါတယ်ကျွန်တော်မြင်တော့ဒီ၁၀သိန်းဝင်းကျင်ပေါ့နော်၁၀သိန်းအောက်ဖုန်းနေကြတဲ့မှာတော့ဒီကောင်ကတော်တော်လေးကိုမစိုးဘူးပေါ့နော်တန်လဲတန်နေပြီးတော့ရွေးချယ်စရာဖုန်းလုံးဖြစ်လာအောင်လို့သိကြတယ်အဲရိုက်ကြည့်ရသလောက်ဓပုံနေရလဲသဘောကြတယ်ပေါ့နော်ဆိုတော့မစိုးဘူးကျွန်တော်တော့သဘောကြတယ်အဲ့တော့ခုကြည့်နေသူတွေရောဒီဖုန်းဘယ်လိုမြင်ကြလဲအောက်ကကွန်မန့်မှာရှင်းပြလို့ရတယ် See you